စစ်ကောင်စီရဲ့အပြစ်အခက်ရက်စဲရေးထုတ်ပြန်ကြေညာချက်ဟာစစ်မှန်တဲ့အပြစ်အခက်ရက်စဲမှုတွေမှာပါရှိရမယ်။ကျင့်ဝတ်စည်းကမ်းတွေသဘောတူညီမှုတွေမှာပါရှိပဲဖောက်ဖျက်ဖို့လွယ်ကူတဲ့အချက်တွေကိုပဲထက်သွင်းထားတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကပြောပါတယ်။အာမီကတင်ဆက်ထားပါတယ်။ စကိုင်းငလင်ကြောင့်ပြည်내ထူထောင်ရေးအတွက်စစ်ကောင်စီကအပြည့်ရက်ကာလကို၃ချိန်ကြီးညာခဲ့ပါတယ်။ဧပြီလ၂ရက်နေ့ကနေ၂၂ရက်နေ့ထိတစ်ချိန်၊ဧပြီလ၂၃ရက်နေ့ကနေ၃၀ရက်နေ့ထိတစ်ချိန်နဲ့မေလ၆ရက်နေ့ကနေ၃၁ရက်နေ့ထိတစ်ချိန်စုစုပေါင်း၃ချိန်ယာယီအပြစ်ခတ်ရစဲကြောင်ကြီးညာထားတာဖြစ်ပါတယ်။ဒီလိုမျိုးကြေညာခဲ့ပေမဲ့စစ်မှန်တဲ့အပြစ်ခတ်ရဲစဲမှုတွေမှာပါရှိရမယ်။ကျင့်ဝတ်စည်းကမ်းတွေမပါဘူးလို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့တာဝန်ရှိသူကပြောပါရ တယ်။အခု sales ဥပက်ကလှုပ်ဆောင်နေတဲ့ဟန်ပြအပြစ်ခတ်ရစေးရေးကြေညာချက်တွေဟာစီးနောင်မှုမရှိချိုးဖောက်ဖို့လွယ်ကူမဲ့အကြောင်းအချက်တွေကိုထည့်သွင်းထားတာလဲသတိပြုကြရမှာဖြစ်ပါတယ်။စစ်မှန်တဲ့အပြစ်ခတ်ရစေးမှုတွေမှာကျင့်ဝတ်စည်းကမ်းတွေသဘောတူညီမှုတွေလိုအပ်မှာဖြစ်တယ်လို့အဲ့ဒီကျင့်ဝတ်စည်းကမ်းတွေသဘောတူညီချက်တွေကိုလိုက်နာဆောင်ရွက်ခြင်းရှိမရှိသေးကြစေဖို့နိုင်ငံတကာစောင့်ကြည့်လေ့လာမှုလည်းလိုအပ်မှာဖြစ်ပါတယ်။ သဘောတူထားတဲ့ကျင့်ဝတ်သဘောတူညီချက်တွေကို ချိုးဖောက်ခဲ့မယ်ဆိုရင်ချိုးဖောက်သူတွေကိုဘလို့အေးအေးယူမှာလဲဆိုတဲ့အေးအေးယူမှုတွေလည်းပါဝင်ရမှာဖြစ်ပါတယ်စစ်ကောင်စီရဲ့ဒီမြန်မာနိုင်ငံတဝန်းအပိတ်ခတ်ရဲစဲရေးထုတ်ပြန်ကြေညာချက်ဟာဟန်ပြပဲဖြစ်တယ်လို့လဲဥနေဖုံးလက်ကမေလ23ရက်နေ့ကပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားခြင်း press briefing အစီအစဉ်မှာထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။ အကြံဖတ်စစ်တပ်ဟာပြည်သူလူထုကိုဥတီတဲ့လေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေရွာတွေကိုစစ်ကြောင်းထိုးမီးရှို့တာတွေစတဲ့လုပ်ရက်တွေကိုနေ့စဉ်ရက်ဆက်လက်တွေ့လှုပ်ဆောင်နေပေမဲ့တဖက်မှာတော့နိုင်ငံတကာမှမြန်မာပန်းလှစီရေးအတွက်ဟန်ပြပစ်ခတ်ရက်စဲရေးထုတ်ပြန်ချက်တွေကိုထပ်တိုးထုတ်ပြန်လျက်ရှိနေပါတယ် မြန်မာပြည်သူလူထုရဲ့ဆန္ဒသဘောထားနဲ့အညီပေါ်ပေါက်လာတဲ့တော်လှန်ရေးအောင်မြင်ဖို့အတွက်အပြစ်ခတ်ရဲစဲရေးတသက်နဲ့အပြည့်ထွက်နိုင်မှာမဟုတ်ဘူးလို့လည်းဥနေဖုံးလက်ကပြောပါရယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ဖိအားပေးပြီးတော့အပြစ်ခတ်ရဲစဲရေးတိုးပန်းနေမှုကိုလက်ခံမှာမဟုတ်ဘဲနိုင်ငံတကာအတိုင်းဝိုင်းနဲ့အာဆီယံအိမ်နီးချင်းနိုင်ငံတွေရဲ့စူပေါင်းညီညွတ်တဲ့တိုးပန်းမှုတွေအတွက်ပဲလမ်းဖွင့်ထားတယ်လို့ဆိုပါရယ် စစ်ကောင်စီဟာနိုင်ငံတော်အရာရဲ့အပြစ်ခတ်ရစဲရေးကိုမေလ31ရက်နေ့အထိထပ်ပြီးတော့တက်တန်းတိုးထားတယ်လို့ကြေညာထားပေမဲ့လည်းအရသာပြည်သူတွေကိုပြစ်မှတ်ထားပြီးတော့ဘာသာရေးအဆောက်အုံတွေစာတင်ကြောင်းတွေစစ်ရုံတွေကိုပြစ်မှတ်ထားတိုက်ခိုက်တာတွေပို့ပြီးတော့လှုပ်လာနေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကဆိုပါတယ်ရှင်။